မြမတပင်ဝစ်ဆောင်ကအာမနာပဲဖြတ်ဆင်းနေတဲ့သူတယောက်ပအဝင်ဖြစ်ဝေဖန်ခံနေရတဲ့တင်မောင်ဆမ်မင်းဝင်းအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေချစ်ဆွလိုက်ပါတယ်လက်တလုံးမှာတော့တပင်အနုပညာရှင်တွေဇာတဲ့မှာပွဲဆူနေတာလေးတစ်ခုကရှိလို့နေတာပေါင်းအဲ့ဒါကတော့အငိတ်မင်းသမီးဝစ်ဆောင်တွေဝစ်စင်ကခစ်ပေါ်တချင်းတွေ DJ တွေနဲ့ကချင်တိုင်းကခွန်ချင်တိုင်းခုံနေတာကြောင့်ပေါင်းအငိတ်မင်းသမီးဝစ်ဆောင်ဆိုတာရိုးရအငိတ်ကကိုတာကဖို့အတွက်ဝစ်ဆောင်ဖန်တီးထားတာဖြစ်တယ်လို့ရိုးရဝစ်ဆောင်ဆိုရင်လည်းမမပါဘူး ဒါအပြင်ဝက်ဆောင်ဝတ်တဲ့ချိန်မှာလိုက်နိုင်ရမယ့်စီကန်းတွေလည်းအများကြီးရှိလို့နေတာပေါ့တမိုးထားရမယ့်ဝက်ဆောင်ကအငိတ်မင်းသမီးတချို့ကခြေနောက်ပေါ်ထိပင့်ကဘာရောက်နေသလိုတင်လှုပ်ရင်လှုပ်နေတာမို့အနှွေးပညာကိုစော်ကားတယ်ဆိုပြီးပွဲဆိုနေတာပေါ့လက်ရှိမြမရိုးရသပင်ပညာမှာအောင်မြင်ကျော်ကြားသူတချို့ဖြစ်တဲ့ဂျားလင်းစိန်တို့ကတော့အငိတ်မင်းသမီးဝက်ဆောင်နဲ့ခုလိုကနေတာကိုလုံးဝသဘောမချပါဘူးဒါကြောင့်မို့လဲပြင်းထန်ကန့်ကွက်ကြောင်းအင်းအဖြူတွေမှာပြောဆိုနေကြတာပေါ့ ဒါအပြင်တင်မောက်ဆမ်းမင်းဝင်းကလည်းခုလိုရိုးရဝတ်ဆောင်ကိုတန်မိုးမထဘဲကခုံနေတာကမတင်တော်ဘူးဆိုပြီးအင်တာဗျူးနဲ့အသိပေးလာခဲ့တာပေါ့တင်မောက်ဆမ်းမင်းဝင်းတို့မျိုးရိုးကသပင်လောကမှာဆွေကြီးမျိုးကြီးဖြစ်တဲ့အတွက်သပင်နဲ့ဆိုင်တဲ့အရာမျိုးတွေမှာပြောခွင့်ဆိုခွင့်ရှိသူတွေဆိုရင်လည်းမှမပါဘူးဒါကြောင့်တင်မောက်ဆမ်းမင်းဝင်းကတင်လှုပ်ရင်လောက်ခါတရုတ်ပြတ်ကနေတဲ့အငိတ်မင်းသမီးတွေကိုအဖြစ်တင်စကားတချို့ဆိုထားခဲ့ပါတယ် အခုလိုတင်မောင်းဆံမဝင်းပြောဆိုလာတာကိုထောက်ခံသူတွေလည်းရှိသလိုသူ့ဘက်ကိုပြန်ပြီးဖြစ်တင်နေသူတွေလည်းရှိပါတယ်။သပင်ပညာကိုစော်ကားတဲ့သူတွေအလေးမထားတဲ့သူတွေများလာတာဆိုတဲ့အပေါ်မှာလက်ခံကြပေမယ့်အခုလိုလေးမထားသူတွေထင်မှာတင်မောင်းဆံမဝင်းလည်းပါဝင်နေဆိုပြီးအဖြစ်တင်ပြောဆိုနေကြတာဖြစ်ပါတယ်။တင်မောင်းဆံမဝင်းကအခုနောက်ပိုင်းဇက်ကန်လာတဲ့အချိန်မှာအကရေကိုဖျို့ဖျက်ကြတယ်ဆိုပြီးဝေဖန်ခံနေရတာပေါ့။တင်မောင်းဆံမဝင်းဟာအစင်လာကြီးခဲ့တဲ့ဇက်ကြီးကိုသူ့ကိုယ်တိုင်ဦးစီးလို့နေတာပေါ့။ပရိသတ်တွေမြင်မှာတော့သူ့လက်ထက်ရောက်မှဇက်ကပေါ့သွားလို့ခစ်ဆန်လာတဲ့ ယ်လို့မြင်နေပါတယ်။ဇာခရဲအချိန်မှာခေပေါ်အင်ဂျီရဲ့ဝတ်စင်ကဖြောပြေတင်ဆက်တာမျိုးလည်းသဘောမချချပါဘူး။ဒါ့အပြင်တင်မောင်ဆမ်မင်ဝင်းကကားရဲနေရာမှာမလှပါပဲလိုအပ်ချက်များတယ်လို့လည်းထောက်ပြနေကြပါတယ်။ဒါကြောင့်တင်မောင်ဆမ်မင်ဝင်းကပြောရင်တော့ရုပ်ရံနဲ့အညီလို့ပြောပြီးလုံရင်တော့တလွဲလုံးနေတာဆိုပြီးဝေဖန်ခံနေရတာပေါ့။တင်မောင်ဆမ်မင်ဝင်းကတော့ခုလိုဝေဖန်နေလေသူကသပင်းပညာရှင်မျိုးရွတ်တယောက်ဖြစ်တဲ့လို့လူကြီးတွေရဲ့ဂုဏ်ကိုဆက်လက်ထိန်းသိမ်းနေတာဆိုပြီးဆက်လက်ကပြနေတာပေါ့။ ီကနေ့အကယ်ဒမီဘေးဘက်မှာတုန်းကလည်းတင်မောင်ဆမ်မွေဝင်းကညိတ်မင်းသမီးတယောက်လိုကားတဲ့အချိန်မှာဖြစ်တဲ့ဝေဖန်မှုတွေအများကြီးရခဲ့ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ကတော့တီထွင်ပြီးကတာဖြစ်တဲ့အတွက် DJ တွေနဲ့သပင်ဝစ်ဆောင်ဝစ်ကလှုံရမ်းနေတဲ့သူတွေနဲ့မတူကြောင်းလဲရှင်းပြထားခဲ့ပါတယ်။အခုလိုကတာမျိုးမလုပ်ဘဲကိုတိုင်းတီထွင်ကကြပါလို့အကြံပေးလာတာပေါ့။ DJ ကပြချင်တဲ့ဆိုရင်ကလပ်သွားတာမျိုးဖြစ်ဖြစ်ဝစ်ဆောင်ချင်းပြီးမှပဲဖြစ်ဖြစ်ကကြပါလို့တောင်းဆိုလာခဲ့ပါတယ်။တင်မောင်ဆမ်မွေဝင်းကတော့သူ့အနေနဲ့စမ်းသစ်မယ်ဆိုရင်သပင်ပညာရှင်စီနီယာတွေကိုအရင်တိုင်ပင်ပြီးမှတင်ဆက် တာမို့အမခင်းနဲ့လို့တော့ရုံကြည်နေတာပေါ့လက်တလုံးမှာလည်းတကြံနဲ့ပတ်သက်ပြီးရိုးရသပင်ကနဲ့ခစ်ပေါ်ကောက်ကိုပေါင်းဆက်ကဖန်တီးလို့နေပါတယ်။ဘေးသက်ကြီးရောသပင်ဝတ်စုံနဲ့ပုံရိပ်ကိုဖျက်ဆီးနေသူတွေထင်မှတင်မောင်ဆမ်မွင်းကပါတယ်လို့ထင်လားဆိုတော့ပြပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။